မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့တွေ့တွေကကင်းဝေးပြီးကိုစိတ်နှစ်ပါလှုပ်ရှားအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီနေ့ဧပြီလ24ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဒေါက်တာဆန်းစုကြည်ဘဝတလျှောက်လုံးမြန်မာပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူ့ဂုံရင်စုချီးမြှင့်လိုက်တဲ့သတင်း။ တပည့်ရင်းမြို့နယ်အတွင်းအကြဖတ်စစ်ကောင်စီကတရက်တည်းမှာလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့တဲ့တဲ့တင်ပခုတ်ကူမြို့နယ်မှာတော်လိုင်းရဲတပ်တွေရဲ့ပြစ်ခတ်မှုကြောင့်မြေပေါ်ဆင်းလာတဲ့အကြဖတ်စစ်တပ်ရဲ့ပါရာမော်တာကိုမိရှို့ဖျက်ဆီးပါရာမော်တာမောင်းနေသူထွက်ပြေးလွမြောက်ခဲ့တဲ့တဲ့တင်ထန်းပင်မြို့နယ်မှာအကြဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်လို့ပြည်သူတအူးတေဆုံးပြီးအသက်၈နှစ်အရွယ်ကလေးငယ်တအူးအပါအဝင်ပြည်သူ၄ဦးဒဏ်ရာခဲ့တဲ့တဲ့ ဧပြီလအတွင်းအတန်းဖက်စစ်ကောင်စီဘက်မှစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိသူ152ဦးရှိနေတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒေါအောင်ဆန်းစုကြည်ဘွားတလျှောက်လုံးမြမပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူဂုံရင်စုချီးမြှင့်လိုက်တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့ဘွားတလျှောက်လုံးမှာမြမပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူ့ဂုံရင်စုချီးမြှင့်ခဲ့တာလို့ပြည်သူ့ဂုံရင်အသင်းဘ ਹੁ အလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ပါတယ်။ထောင်ဆန်းစုကြည်ရဲ့ဘွားတလျှောက်လုံးမြမနိုင်ငံနဲ့ပြည်သူများအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်တာစကားဆိုခြင်းနဲ့အကြံဖတ်ဆရာနာရှင်ကိုဒုမထောက်ပဲချမ်းချမ်းခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကိုဥညွတ်ဂုံပြုခြင်းလည်းဖြစ်တယ်လို့ပြည်သူ့ဂုံရေးအသင်းဗဟုလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်တာပါပြည်သူ့ဂုံရေးအသင်းကမူလရွယ်ချက်ဖြစ်တဲ့မြန်မာပြည်ရင်းကားစဂုံပြုတဲ့ဂုံပြုထိုက်သူများကို ပြည်ပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေဝိုင်းဝန်းဂုံပြုကြတဲ့အစဉ်လာဖြစ်ပါတယ်အဲ့ဒီအစဉ်လာအတိုင်း2025ခုနှစ်16ကြိမ်မြောက် ခုံပြူသူဖြစ်အကျဉ်းချခံရတဲ့လူလူခေါင်းဆောင် ထောင်းဆန်းစုကြည်ကိုပြည်သူ့ဂုံရင်အသိဝင်ဌာနခွဲများကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ထောင်းဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုံရင်အသိကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်လို့ခရီးပြုကြေညာထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တပည့်ရင်းမြို့နယ်အတွင်းအကြံဖတ်ဆက်ကောင်စီကတရက်ထဲမှာဒေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းရွှေဘိုခရိုင်တပည့်ရင်းမြို့နယ်အတွင်းမှာအကြံဖတ်ဆက်ကောင်စီကဧပြီလ23ရက်နေ့တရက်ထဲမှာဒေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ကလေးငယ်တအူအပါဝင်ပြည်သူ9ဦးသေဆုံးပြီး9ဦးထပ်မံနဲ့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျ။တပည့်ရင်းမြို့နယ် လက်လောက်တောင်ရွာရဲကိုဧပြီလ23ရက်နေ့မနက်07:41မိနစ်အချိန်မှာအကြဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ9ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိပါပါတယ်။သေဆုံးသူ9ဦးမှာလက်လောက်ကြီးရွာကကိုစန်းစော်ကိုအောင်ကျော်ဒေါ်ဆန်းဒေါ်အလုံးနဲ့မက်ချေဦးတို့ဖြစ်ပါတယ်။ဒါအပြင်တပည့်ရင်မြို့နယ်စိုင်ပြေအနီး စိုက်ပျိုးရေးရုံးနယ်ကိုဧပြီလ23ရက်နေ့ည9:25မိနစ်မှာအကြမ်းဖက်စစ်ကောင်စီကစစ်တပ်လေထီပါရာမိုတာနဲ့ဘုံသီးနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တပည့်မျိုးနယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကတရက်တည်းနှစ်ကြိမ်ဖေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအခုရက်ပိုင်းအတွင်းပြည်သူတွေကိုပြစ်မှတ်ထားကဖေချောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားနေထိုင်ကြဖို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ လာတင်ဆက်ပေးတင်တဲ့တဲ့င်းကတော့ပခုတ်ကူမြို့နယ်မှာတော်လိုင်းတက်တွေရဲ့ပြက်ခတ်မှုကြောင့်မြေပေါ်ဆင်းလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပါရာမော်တာကိုမီးရှို့ဖျက်ဆီးပါရာမော်တာမောင်းနေသူထွက်ပြေးလွတ်မြောက်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ပခုတ်ကူမြို့နယ်မှာတော်လိုင်းတက်တွေရဲ့ပြက်ခတ်မှုကြောင့်ဆက်ပြက်ပြီးမြေပေါ်ဆင်းလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပါရာမော်တာကိုအင်ပရနက်ဆတ်၃ရက်မှာတော်လိုင်းတက်တွေကမီးရှို့ဖျက်ဆီးလိုက်တယ်လို့ဘာမာရီဗော်လူရှင်းရင်းကြရဲ့ကိုဒီမိုက PPTV ကိုပြောပါရတယ်။ အကြဖတ်စစ်တပ်ရဲ့ပခုတ်ကူမြို့နယ်တပ်မတဲတုံညာတက်ကနေဧပြီနာဆ3ရက်မနေ့ကညနေ9:30မိနစ်မှာပါရာမော်တာ3စီးပြန်တက်လာပြီးတော်လိုင်းရဲတပ်တွေစုံမုံနေမြေအတွင် ရောက်ရှိလာတဲ့အတွက်လိုက်လံပစ်ခတ်ရာဒဇီးကဆက်ပြက်ပြီးညီပြင်းကိုဆင်းသက်ခဲ့ရတယ်လို့ဘာမာရီဗော်လူရှင်းရင်ဂျာကပြောပါတယ်။ညီပြင်းကိုဆင်းသက်လာတဲ့ပါရာမော်တာကိုဘာမာရီဗော်လူရှင်းရင်ဂျာနဲ့အတူတော်လိုင်းရဲတပ်ဖွဲ့တွေကလိုက်လံရှာဖွေရှင်းလင်းနေစဉ်အကြမ်းဖက်စစ်တပ်ဘက်က အင်အားလုံးရင်းနဲ့တက်လာတဲ့အတွက်ကြောင့်ပါရာမော်တာကိုယူဆောင်လို့မရတော့ဘဲမိရှုဖျက်ဆီးလိုက်ရတယ်လို့ပြောပါရယ်ပါရာမော်တာမောင်းနေသူလဲထွက်ပြေးလွတ်မြောက်သွားတယ်လို့ဘာမားရီဗော်လူရှင်းရင်းဂျာကပြောပါရယ်အဆိုပါစစ်စင်ရေးကိုဘာမားရီဗော်လူရှင်းရင်းဂျာနဲ့အတူပခုတ်ကို People Defense Force PPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့လည်းသိရပါရယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ထန်းတပင်မျိုးနယ်မှာအကြဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ပြည်သူတအူးတေဆုံးပြီးအသက်၈နှစ်အရွယ်ကလေးငယ်တအူးအပါအဝင် ပြည်သူ၄ဦးထဏ်ရာရခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ဘကိုးတိုင်းထန်းတပင်မျိုးနယ်တောင်ပုကြည်ရွာတဲ့ကိုအကြဖက်စစ်တပ်ကဒီကနေ့မနက်မှာလက်နက်ကြီးနဲ့ပစ်ခတ်လို့ပြည်သူတအူးတေဆုံးပြီးအသက်၈နှစ်အရွယ်ကလေးငယ်တအူးအပါအဝင် ပြည်သူ၄ဦးထဏ်ရာရှိခဲ့တယ်လို့တောင်ကိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းအမှတ်3932ရဲ့ရဲဘော် ဖိုးအောင်ထောင်က PPTV ကိုပြောပါရတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြက်ခတ်တာပါ။လက်နက်ကြီးက81နဲ့120နဲ့ပါလို့ရဲဘော်ဖိုးအောင်ထောင်ကပြောပါရတယ်။အကြံဖတ်စစ်တပ်ရဲ့ညောင်6စခန်းနဲ့ခလာရ83လို့ကဒီနေ့မနေ့တနားရီ15မိနစ်မှာလက်နက်ကြီးတွေဖြစ်တဲ့87မမ120မမတွေနဲ့ပြက်ခတ်ရာတောင်ပုကြီးရွာတွေကိုနှလုံးကြောက်ရောက်ပောက်ခဲ့တာဖြစ်ပြီးတော့ဒေသခံအသက်80ကျော်အမျိုးသမီးကြီးတအုပ်တည်ဆုံးခဲ့ပါတယ်။ ဒါအပြင်အသက်50နှစ်ခန့်အမျိုးသားတဦးငယ်ပါတိမစိုးရင်ကအသက်50နှစ်ခန့်အမျိုးသမီးတဦးနောက်ကျောခအထက်မှဝမ်းပိုက်အတွင်အဆောက်ဝင်ဖောက်စိုးရင်ကအသက်10နှစ်အရွယ်ကလေးငယ်တဦးတင်ပါနဲ့ပေါင်ထိစိုးရင်ကအသက်40နှစ်အရွယ်အမျိုးသားတဦးညနာထိမစိုးရင်ကစုစုပေါင်းပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့လို့ဆိုပါတယ် ငလင်ဘေးသိပ်ပြည်သူတွေအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖွဲ့ဝင်တွေကကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ပေးနေချိန်မှာအကြဖက်စစ်တပ်ကငလင်တန်တဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာခေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေရပါကျွန်တော်တို့ဘက်ကငလင်ကယ်ဆယ်ရေးအလုပ်တွေနဲ့ပြန်လည်ထူထောင်ရေးကိုပဲလောလောဆယ်ဦးစားပေးလှုပ်ဆောင်နေတဲ့အတွက်ကြောင့်စီရေးပေါ်ဆောင်ခြင်းမရှိပါဘူးလို့ရဲဘော်အောက်ထောင်ကပြောပါတယ် အဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေရှိတဲ့နေရာတွေကိုရွက်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေရကြောင်းပြည်သူများစွာဒုက္ခရောက်နေခြင်းအပေါ်တံပြန်ပေးဆက်ရမယ်လို့လည်းတရဲမှတ်353ညနှစ်ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဧပြီလအတွင်းဂျပန်စစ်ကောင်စီဘက်မှစစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိသူ152ဦးရှိနေတဲ့တဲ့ရင်မှဖြစ်ပါတယ်ရှင်။ ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာအကြက်ဖက်စစ်ကောင်စီဘက်မှစစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိသူ152ဦးထိရှိနေတယ်လို့ပြည်သူ့ဗန်နိုင်အဖွဲ့ကဒီကနေ့မှထုတ်ပြန်ပါတယ်။စစ်သုံးဘက်အဖြစ်ဖမ်းဆီးရမိသူတွေကစကိုင်းတိုင်းအတွင်းမှာ150ဦး၊တနင်္သာရီတိုင်းမှာ1ဦးနဲ့မွန်ပြည်နယ်မှာ1ဦးလို့ဖြစ်တယ်လို့ပြည်သူ့ဗန်နိုင်အဖွဲ့အစည်းအဝေးအရသိရပါတယ်။ဒါ့အပြင်ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာပဲအကြက်ဖက်စစ်ကောင်စီကိုစွန့်ခွာပြီးအလင်းဝင်လောက်လာသူ22ဦးရှိတယ်လို့လည်းသိရပါတယ်။ အလင်းဝင်ရောက်လာသူတွေက စစ်သား၁၈ဦးနဲ့ရဲ၃ဦးကိုပါဝင်ပြီးတော့စစ်သား၁၈ဦးထဲမှာပဲခူးတိုင်းမှာ၁ဦး၊ကရင်ပြည်နယ်မှာ၃ဦး၊ချင်းပြည်နယ်မှာ၆ဦး၊မကွေးတိုင်းမှာ၁ဦး၊စကိုင်းတိုင်းမှာ၂ဦးနဲ့တရင်တားရီတိုင်းမှာ၂ဦး၊ရှမ်းပြည်နယ်မှာ၃ဦးလို့ဖြစ်တယ်လို့သိရပါတယ်။ရဲတုံးကတော့ချင်းပြည်နယ်ကရဲတပ်သား2ဦးနဲ့စကိုင်းတိုင်းကရဲတပ်သား2ဦးတို့အလင်းဝင်ရောက်လာခဲ့တာပါ။ဒါအပြင်အလင်းဝင်ရောက်လာသူ18ဦးထဲမှာ အာရမစစ်သားစုဆောင်းခံရသူ6ဦးပါဝင်တယ်လို့လည်းပြည်သူ့ဗန်းနိုင်အဖွဲ့ရဲ့အစည်းအဝေးအရသိရပါဗျာရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီဒေါင်းသွေးနေတဲ့ဘေးစစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါရယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွေးနေတဲ့ဘေးစစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရင်ဟစ်ကြွေးမှုတွေနဲ့ပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်ပြီးရွှေကြီးတပိတ်စစ်ကြောင်းကကြက်ဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်ပြီးရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့အစသားကိုကန်ဆွဲပြီးအကြက်ဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်ကအကြက်ဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်က နောက်ပြန်မလဲချေဒီဒေါ်လာရေးသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမာပင်မြို့နယ်မှာနောက်ပြန်မလဲချေဒီဒေါ်လာရေးသပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲကြည့်ဒီဒေါ်လာရေးသပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြဆုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြဒေါ်လာပြည်သူတွေကလက်မြေမငြိမ်တက်မှုကြားထဲကနေပဲအကြမ်းဖက်ဆက်တဲ့ကြဆုံရေးဆန္ဒပြသပိတ်ကိုနှိမ့်စင်ပြုလုပ်နေကြတာပါ ဒါကတော့ဧပြီလ24ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။